။အားလုံးပဲမင်္ဂလာပါ။ Your Ticket Sherry YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ယနေ့ပညာရှင်တွေတနည်းအားဖြင့်ယူမဗေဒပညာရှင်တွေစိတ်ဝင်တစားလေ့လာနေကြတဲ့ Black Hole Theory အကြောင်းကိုတက်ဆက်ပြီးသွားကြနေတာပဲဖြစ်ပါတယ်။ Black Hole Theory ဆိုတာဘာကိုခေါ်တာလဲ။ဒီ Black Hole တွေရောဘယ်လိုနေရာတွေမှာရှိနေတာလဲ။နောက်ပြီး ဒီဘလဟိုးတွေကဘလောက်ထိထူးခြားစံချယ်မှုတွေနဲ့ပြည့်နေနေတလဲဆိုတာတွေကိုဒီနေ့ကျွန်တော်ပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်ဘုသူတ္တသုံးတရားရရှိစေမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသုံးတဲ့အထိ like ပါကြည့်ရှုပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်ပထမဦးဆုံးအနေနဲ့ဘလဟိုးဆိုတာဘာကိုခေါ်တာလဲဘလဟိုးဆိုတာမြန်မာလိုတွင်းနံလို့ခေါ်ပါတယ် ဒွန်းလန်းဆိုတာစัจ java နာထဲမှာရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေရာဟာမထင်ထားလောက်အောင်ကိုဆွဲအားပြင်ထန်တဲ့နေရာတစ်ခုဖြစ်ပြီးအရာဝိတ္ထုတိုင်းကိုဆွဲယူပြစ်နိုင်တဲ့ထောင်ချောင်းတစ်ခုလိုလည်းသတ်မှတ်ထားကြပါတယ်သူရဲ့ဆွဲယူမှုဟာအလင်းကိုယ်တော်ဆွဲယူနိုင်တယ်လို့ပညာရှင်တွေဟာသတ်မှတ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်ပြီးသူထဲကိုရောက်ရှိသွားတဲ့အရာအလုံးဟာပြန်လည်မရှိတဲ့အတွက်ကြောင့် ြန်လန်းမရှိတဲ့နေရာတစ်ခုလို့လည်းခေါ်ကြပါတယ်။ဒီလိုဆွေးအောင်ပြင်းထန်ပြီးတော့မှဘယ်အရာမှပြန်မထွက်နိုင်တဲ့နယ်နိမိတ်ကို even horizon တနည်းအားဖြင့်ပြောရရင်မြင်ကွင်းနယ်နိမိတ်လို့ခေါ်ပါတယ်။ဒါဆိုရင် diploma hole တွေကဘယ်ကနေဘလို့ဖြစ်လာကြတာလဲ။ဒါကိုကျွန်တော်ဆက်ပြီးတော့တင်ပြပေးခြင်းပါတယ်။ black hole ဆိုတဲ့နေရာမှာနှစ်မျိုးရှိပါတယ်။ပထမတစ်မျိုးကတော့ stellar black hole လို့ခေါ်ပါတယ်။ ဒီဘလဟိုးတွေဟာစကြဝဏာအတွင်းမှာရှိတဲ့ကြီးမားတဲ့ကျယ်ကြီးတွေအရွယ်အစားအဖြစ်နေထက်၈ဆကနေ၁၀ဆအထိကြီးမားတဲ့ကျယ်ကြီးတွေကနေပြီးတော့မှသူတို့ရဲ့တက်တန်းကုန်ဆုံးသွားတဲ့အခါမှာစူပါနိုဗာလို့ခေါ်တဲ့ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပြီးနျူထရွန်စတားလို့ခေါ်တဲ့ကျယ်နဲ့ဘလဟိုးဆိုပြီးတော့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါစတဲလာဘရဟိုးတွေဖြစ်ပါတယ်။ဒုတိယတစ်မျိုးကတော့ Super Massive Black Hole လို့ခေါ်ပါတယ်။သူကတော့ Galaxy အများစုရဲ့အလယ်မှာတွေ့ရလိမ့်ရှိပါတယ်။ဒီ Super Massive Black Hole ရဲ့တတိယနေရတူတဲ့ထက်ကိုတိမ့်နဲ့တန်းနဲ့ချီပြီးတော့ကြီးမားလိမ့်ရှိပါတယ်။သူရဲ့ပတ်သက်တဲ့အချက်လက်တွေကိုတော့ယနေ့ခေတ်သိပ္ပံပညာရှင်တွေဟာဆက်လက်လေ့လာနေတုန်းပဲဖြစ်ပါတယ်။တချို့ပညာရှင်တွေယူဆချက်ကတော့ဒေးငယ်တဲ့ Black Hole တွေနဲ့ဒါမှမဟုတ် Galaxy ထဲမှာရှိတဲ့ အစောပိုင်းကတည်းကရှိနေတဲ့ gas တရဲ့စူဝေးမှုကနေဖြစ်ပေါ်လာတယ်လို့လည်းယူဆကြပါတယ်။အဲကြောင့်ကျွန်တော်က black hole မှာနှစ်ခုရှိတယ်လို့နားလည်ရပါမယ်။ပထမတစ်မျိုးက stellar black hole ဖြစ်ပြီးဒုတိယတစ်မျိုးက supermassive black hole လို့ခေါ်ပါတယ်။နောက်ထပ် black hole နဲ့ပတ်သက်ပြီးတော့တည်ထားရမယ့်စိတ်ဝင်စားစရာအရာတွေလည်းရှိပါသေးတယ်။အဲဒါကတော့ ဘလဟိုးရီရဲ့အလဲစန်တာဟာတိတ်တဲစားနဲ့ဆွဲအားအလွန်ကောင်းတဲ့အတွက်ကြောင့်မလို့ယူပဗေဒရဲ့ဥပရိသတွေဟာဒီဘလဟိုးနယ်ပယ်မှာအလုံးမလုံးတော့ဘူးဆိုတာကိုပဲဖြစ်ပါတယ်ပြောချင်တာကယူပဗေဒမှာပြောထားတဲ့မှန်ကန်ချက်တွေဟာဘလဟိုးနယ်နမိတ်ကိုရောက်ရှိသွားတဲ့အခါမှာအလုံးမှားယွင်းသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နောက်ပြီးဘလဟိုးရဲ့နယ်နမိတ်ကို even horizon တနည်းအားဖြင့်ပြောရရင်မြန်မာလိုမြင်ကွင်းနယ်နိမိတ်လို့ခေါ်ပါတယ်ဒီနယ်နိမိတ်ကိုကြော်လိုက်တာနဲ့ဘယ်အရာမှပြန်မထွက်နိုင်တော့ပါဘူးဒါဟာတိတ်ကိုကြောက်ဖို့ကောင်းတဲ့နယ်နိမိတ်ဆိုရင်လည်းပဲမမပါဘူးဒါပြင် black hole တွေကိုဗဟိုပြုတ်ပြီးလက်ပတ်နေတဲ့ဓာတ်ငွေ့တွေတနည်းအားဖြင့်ဖုံးမှုန့်တွေလည်းပဲများစွာရှိနေပါတယ်ဒါကြောင့်အရာဝတ္ထုတွေဟာ black hole တွေကိုကြားရောက်ခံနေချိန်မှာအပူချိန်တွေမြင့်တက်လာပြီး စွိုင်းမြင်မာတဲ့ X-ray ရောင်ကြီးတွေကိုထုတ်လွှတ်တတ်ကြလိမ့်ရှိပါတယ်။အခုဆက်ပြီးတော့ black hole နဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေကိုဆက်ပြီးတော့တင်ပြပေးခြင်းပါတယ်။ပထမဖြစ်စဉ်ကတော့ spaghettification ကိုခေါ်ပါတယ်။ဒါကဘာကိုဆလိုတာလဲဆိုရင်အကယ်၍မိတ်ဆွေကဒီ black hole တွေကိုခြေထောက်ကနေစပြီးကြောက်ရွံ့သွားတယ်ဆိုရင် black hole ရဲ့ဒွဆွဲအားပြင်းထန်မှုကြောင့်ခြေထောက်က ပို့ပြီးတော့ရှီလျားသွားပြီးတော့မိတ်ဆွေရဲ့ခန္ဓာကိုယ်ဟာဆွဲဆန့်တယ်လို့ဖြစ်သွားပြီးခေါင်းဆွဲကိုဆွဲလိုက်တယ်လို့မျိုးဖြစ်သွားစေနိုင်တဲ့ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပါတယ်။ဒါဝကြည်ချင်းအဖြစ်ဘလဟိုးရဲ့ဆွဲအားဟာဘလောက်ထိပြင်းထန်တယ်ဆိုတာကိုမိတ်ဆွေသိရှိနိုင်ပါလိမ့်မယ်။ဒုတိယဖြစ်စဉ်ကတော့ gravitational time deletion လို့ခေါ်တဲ့ဖြစ်စဉ်ပါ။မိတ်ဆွေအခြေအနေကိုနောက်ပြန်ဆွဲခြင်းပါသလား။ ဒါဆိုရင်မိတ်ဆွေရဲ့စိတ်ကူးတွေကိုတကယ်လက်တွေ့လုပ်လို့ရတဲ့နေရာရှိပါတယ်။ဒါကတော့ black hole ရဲ့ဝန်ွယ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် black hole ရဲ့အနီးအနားကို ရောက်သွားရင် အချိန်တွေဟာပုံမှန်ထက်ကိုနှေးသွားတယ်လို့သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ဒီ black hole ရဲ့နာမည်ဖြစ်တဲ့ even horizon ထဲကိုရောက်သွားပြီဆိုတာနဲ့အချိန်တွေဟာရက်တန်သွားတဲ့အောင် ဖြစ်လာစေပါတယ်။ဒါကြောင့် ဘလဟိုးနန်မိတ်ယဝုံးဟာဖြူပဗေဒအမှန်ကန်ချက်တွေကိုမှားယွင်းသွားစေနိုင်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်တတိယဖြစ်စဉ်ကတော့ Hawking radiation လို့ခေါ်တဲ့ဖြစ်စဉ်ပါဒါဟာ Stephen Hawking ပြောခဲ့တဲ့ရောင်စင်ဖြောက်ချွတ်မှုကိုခေါ်ဆိုခြင်းပဲဖြစ်ပါတယ် Stephen Hawking ကဘလဟိုးဆိုတာလုံးဝမဲနက်နေတဲ့နေရာမဟုတ်ပဲ quantum ယူပဗေဒအရရောင်ကြီးတွေဖြာထွက်နေတဲ့နေရာတစ်ခုလို့သူကဆိုခဲ့တာဖြစ်ပါတယ် ဒီလိုပြောမြင်မာတဲ့အပူရောင်ခြည်တွေကြောင့်ပဲဒီ black hole တွေရဲ့ဒုရယ်တွေဟာဆုံးရှုံးသွားနိုင်ပြီးတော့မှနောက်ဆုံးမှာလုံးဝပျောက်ကွယ်သွားတဲ့အဖြစ်မျိုးကိုရောက်ရှိသွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကို black hole evaporation လို့ခေါ်ပါတယ်။အခုဆက်ပြီးတော့ဒီ black hole တွေကိုဘယ်လိုရှာဖွေတွေ့ရှိခဲ့သလဲဆိုတာကိုဆက်ပြီးတင်ပြပေးခြင်းပါတယ်။ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာကတော့ ဂျယ်ရီရဲ့ရွေလျောင်းမှုကိုကြီးခြင်းကနေသိရှိခဲ့တာပဲဖြစ်ပါတယ်။ဘလက်ဟိုးတွေဟာသူတို့ရဲ့အနီးအနားမှာရှိတဲ့ဂျယ်ရီရဲ့အပေါ်မှာကြီးမားတဲ့ဒွဆွဲရတွေတက်ရောက်နေတာကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီဒွဆွဲရတက်ရောက်နေတာကိုတွေ့ရှိရတာနေပြီးတော့ပဲနောက်ပိုင်းမှာဒွဆွဲရတက်ရောက်မှုကိုစတင်တွေ့ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ အခရစ်ရှန်ဒစ်လို့ခေါ်တဲ့အရာကနေထုတ်လွတ်နေတဲ့အစ္စရေးရောင်ခြည်တွေကနေတဆင့်သိရှိခဲ့တာပဲဖြစ်ပါတယ်။အခရစ်ရှန်ဒစ်ဆိုတာဘလဟိုးကိုဝန်းရံနေတဲ့ရောင်စီအဝုံဝိုင်းကိုဆူလိုတာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ gravitational lenses လို့ခေါ်ရဖြစ်စင်ပါ။ဒါက Albert Einstein ရဲ့ relativity theory မှာဖော်ပြခဲ့တဲ့အရာပဲဖြစ်ပါတယ်။အဲ့ဒါကနေမလာတဲ့အလင်းတန်းတွေဟာ ကဘာမြေပေါ်ကိုမကြောက်ရောက်မီလမ်းခုလက်တနေရာအရောက်မှာလမ်းကြောင်းကွေးသွားတယ်လို့တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုကွေးသွားရတဲ့အကြောင်းရင်းဟာ Black Hole ရဲ့အနီးအနားကိုရောက်ရှိသွားလို့ Black Hole ရဲ့ဆွဲအားကြောင့်ကွေးသွားရခြင်းဖြစ်တယ်လို့သိပ္ပံပညာရှင်တွေဟာယုံကြည်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့် Black Hole ရဲ့ဆွဲအားဟာဘလောက်ထိပြင်းထန်တယ်လဲဆိုတာကိုမိတ်ဆွေတို့ခံမှန်းလို့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ gravitational wave လို့ခေါ်တဲ့ဒစွဲအလိုင်းတွေကနေတဆင်းသိရှိခဲ့တာပဲဖြစ်ပါတယ်။ဒါက black hole တွေဟာတစ်ခုနဲ့တစ်ခုနီးကပ်လာပြီးပေါင်းစုံတဲ့အခါမှာဒစွဲအကောင်းတဲ့လိုင်းတွေကိုထုတ်ပေါ်လေ့ရှိပါတယ်။ဒါဟာ black hole တွေဟာတစ်ခုနဲ့တစ်ခုနီးကပ်လာပြီးပေါင်းစုံတဲ့အခါမှာဒစွဲအကောင်းတဲ့လိုင်းတွေကိုထုတ်လို့လေ့ရှိပါတယ်။ဒါကို legal ဆက်နဲ့တိုင်းတာသိရှိနိုင်တာပဲဖြစ်ပါတယ်။ ဒီလိုနီးလန်းတွေနဲ့စကြဝဠာထဲမှာဘလဟိုးတွေရှိတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကသိရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီနေရာမှာမင်းစရာမိကုန်းတွေရှိပါတယ်။အဲ့ဒါပါ။ဒီဘလဟိုးတွေကိုရောက်ရှိသွားတဲ့အရာဝတ္ထုတွေကဘယ်လိုရောက်ရှိသွားတာလဲ။နောက်ပိုင်းမှာဒီဘလဟိုးတွေဟာဘလောက်ထိကဘာမြေပေါ်ကိုတက်ရောက်မှုရှိလာနိုင်တယ်လဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။နောက်ပြီး လက်ရှိကမ္ဘာပေါ်မှာဖြစ်နေတဲ့ထူးဆန်းတဲ့ပျောက်ဆုံးမှုတွေဖြစ်တဲ့လေရင်ပျောက်ဆုံးမှုတွေကရောဒီဘလက်ဟိုးတွေနဲ့မြန်ပတ်သက်ဆက်နွယ်နေမလားဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်အခုချိန်ထိတော့ဒီဘလက်ဟိုးတွေရဲ့အတွင်းပိုင်းဖြစ်စဉ်တွေကိုလေ့လာဖို့ခက်ခဲနေတော့မှဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီဘလက်ဟိုးတွေဟာစကြဝဠာရဲ့အစမ်းကျယ်ဆုံးသောအရာဝတ္ထုတွေထဲကတစ်ခုဖြစ်တာတော့အသေးချာပဲဖြစ်ပါတယ်။ဒါပြင် ဒီဘလဟိုးဆိုတဲ့နယ်ပယ်ဟာဒွဆွဲအားတွေကွမ်တမ်မကန်နစ်နဲ့နှိုင်းယာသီအိုရီရဲ့ဂုံသိက္ခာကိုစမ်းသတ်တဲ့နေရာတစ်ခုဖြစ်နေတယ်ဆိုတာတော့အသေးစားပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့ဘလဟိုးသီအိုရီနဲ့ပတ်သက်ပြီးမိတ်ဆွေတို့အနေနဲ့ဘုဒ္ဓတရားစုံတရားရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်။နောက်နောက်နေမှာလည်းပဲအခုလိုမျိုးမိတ်ဆွေတို့အတွက် ဘုဒ္ဓရာပွဲရာအကြောင်းအရာတွေကိုကျွန်တော်ပုံမှန်တိဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့အတွက်လည်းတောင်းဆိုလိုက်ပါတယ်ကျေးဇူးအားပေးကြတဲ့သူတူတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ